ရန်ပြည်နယ်ဒေသဆိုင်ရာခီးသွွားလုပ်ငန်းကော်မတီအစည်းအဝေးကျင်းပတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်ဒေသဤခီးသွွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအလုပ်အကင်ခွင့်လန်းများပုံမှုရရှိရေးလူမှုစည်းဘွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပေါင်းစပ်ဆောင်ရွက်နိုင်မည် အစီအမံများအားအကြံပြုဆွေးနွေးနိုင်ရန်စက်တင်ဘာလ28ရက်နေ့နဲ့9နာရီကရန်ပြည်နယ်ဒေသဆိုင်ရာခီးသွွားလုပ်ငန်းကော်မတီ၃မြင်းဆောင်2025ကြိမ်မြောက် အစည်းအဝေးကိုတောင်ကြီးမြို့ရှမ်းပြည်နယ်ဆိုရဖွဲ့ယုံအစည်းအဝေးခမ်းမ၌ကျင်းပခဲ့ပါတယ်။လုပ်ငန်းကြီးနိုင်အစည်းအဝေးတွင်ရှမ်းပြည်နယ်ဒေသဆိုင်ရာကြီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကဒေသဆိုင်ရာကြီးသွားလုပ်ငန်းကော်မတီလုပ်ငန်းတာဝန်များဖြစ်သည့်ကြီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအဆင့်အတန်းနှင့်ရေသွေးမြင့်မားတိုးတက်ရေးလူသားရင်းမြင့်ဖွံ့ဖြိုးတိုးတက်ရေးရင်ကျေးမှုအမွေအနှစ်များနှင့် တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကိုဝိုင်းဝန်းပူးပေါင်းအကောင့်ထဲပေါ်ဆောင်ရွက်ပေးကြရန်ပြောကြားခဲ့ပါတယ်။ထို့နောက်ရှမ်းပြည်နယ်ဒေသဆိုင်ရာခီးသွွားလုပ်ငန်းကော်မတီအတွင်းမှရှမ်းပြည်နယ်ဟိုတယ်နှင့်ခီးသွွားညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးကဟိုတယ်နှင့်ခီးသွွားလုပ်ငန်းဆိုင်ရာများတင်ပြပြီး လုပ်ငန်းကော်မတီများ၏အဆုံးဖြတ်ကိုရယူကြကြောင်းသိရှိရပါတယ်။ယင်းနောက်စီဝေးတက်ရောက်လာသူများက အထွေထွေဆွေးနွေးကြပြီး ရှမ်းပြည်နယ်ဒေသဆိုင်ရာခီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌပြည်နယ်ဝန်ကြီးချုပ်ကဏီကုန်းချုပ်စကားပြောကြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ